အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်နဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျစစ်ကောင်စီထောင်ရင်းပိတ်ဆို့မှုကြောင့် ကျမရေးစောင့်ရှောက်မှုမရတော့ပဲနိုင်ငံရေးအကျဉ်းသူကိုဝန်ဆောင်မနွယ်နီဝင်းတည်ဆုံးကြောင်းတီးရပါတယ်စစ်ကောင်စီကအကျဉ်းတော်များကိုပိတ်ဆို့ထားပြီးမတ်လ28ရက်နေ့လှုပ်ခတ်ခဲ့သောငလျင်ကြောင်းမန္တလေးအုပ်ဘုအကျဉ်းထောင်တွင်နိုင်ငံရေးအမှုဖြင့်တရားရင်ဆိုင်နေရသောနိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတဦးမေလ6ရက်နေ့ကိုဝန်ဖြင့်အသက်တည်ဆုံးခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM မှပြောကြားပါတယ်ကိုဝန်ငါးလလွယ်သားရသောအသက်50နှစ်အရွယ်ရှိမန္တလေးဝင်းမှာ စစ်ကောင်စီ905ကာကြီးဖြင့်တရားစွဲဆိုခံထားရပြီးအမှုရင်ဆိုင်နေခြင်းမလေးဥပ္ပိုလ်အကျဉ်းထောင်တွင်အတင်းထခံခဲ့ရကြောင်းငလင်ကြောင်းဝန်ထမ်းရှိကလေးငယ်မှာနှလုံးမခုန်သည့်ထိခိုက်ဒဏ်ရာကြောင့်မန္တလေးဝန်းမှာထောင်ပြန်ပ၌ဈေးကူတရန်တောင်းဆိုခဲ့တော်လဲထောင်အာဏာပိုင်များကခွင့်မပြုခဲ့ကြောင်းအပရလ14ရက်နေ့တွင်မှထောင်ပြန်ပ၌ဈေးကူတခွင့်ရရှိခဲ့ကြောင်းတို့ရတွင်ဈေးကူတမှုအချိန်မမီပဲကလေးရောမိခင်ပါတည်ဆုံသွားခဲ့ကြောင်းသိရှိရပါသည် မတ်လ28ရက်နေ့မှာရရှိခဲ့တဲ့ငလင်တန်ရာကြောင့်ဝင်းလွင်ရှိကလေးငယ်မှာနှလုံးမခုန်တော့ဘူးအေဖရလ14ရက်နေ့မှာထောင်ပြန်ပမှာဆေးရုံတို့ထွက်ခွင့်ရတယ်ဆရာဝန်တွေကတည်ဆုံသွားတဲ့သတိသားငယ်ကိုထုတ်ယူပေးခဲ့တယ်ဒါပေမဲ့ဝမ်မိုက်တိန်အတွင်ပိုးဝင်ထားတဲ့အတွက်မိခင်ဖြစ်သူပါအသက်ပေးခဲ့ရပါတယ်ပြန်ပြပါတယ်မန်ဝင်နေဝင်းမှာသတိသားထုတ်ယူပြီးနောက်ဝမ်မိုက်သားအတွင်ရှိပိုးဝင်သွားပြီးထပ်မံပြီးမန်လေးအဖြစ်တွေယောဂါကုဆေးရုံကြီးတို့မေလ6ရက်နေ့ကပို့ဆောင်ကုသခဲ့တော့လေ ရင်းနေတွင်ပင်တည်ဆုံသွားခဲ့ကြောင်းသိရပါတယ်။မန်ဝင်နီဝင်းမှာ2021မြန်မာစစ်တပ်အာဏာသိမ်းချိန်ကန့်ကွက်ဆန္ဒပြပွဲများတွင်ပါဝင်ခဲ့ကြောင်းသိရပါတယ်။2024ခုနှစ်အောက်တိုဘာလတွင်ကြောက်မဲမြို့မှမန်လေးမြို့သို့တွားရောက်ချိန်လန်ခီနိုင်စစ်ကောင်စီစစ်ဆေးဂိတ်တစ်ခုမှဆစ်ဆေးရာတွင်ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည့်တပ်ပေါ်များအားဖိရှိခဲ့ပြီးမန်ဝင်နီဝင်းအားစစ်ကောင်စီကဖမ်းဆီးသွားခြင်းဖြစ်ပါတယ်။မန်ဝင်နီဝင်းမှာစစ်ကောင်စီတံဖမ်းဆီးခံရခြင်းကိုယ်ဝန်လွှဲထားရသည့်အမျိုးသမီးတစ်ဦးဖြစ်ပြီးမလျင်ကြောင် ဝန်လွှင့်ရှိကလေးငယ်ထိခိုက်သွားခြင်းပေါ်စေကူတာခွင့်မရရှိခဲ့သည့်အတွက်ကလေးငယ်နဲ့မိခင်ပါတည်ဆုံးရခြင်းဖြစ်ပါတယ်။မနွေနီဝင်းတည်ဆုံးသွားသည့်ဖြစ်စဉ်ပေါ်မိသားစုဝင်များမှယနေ့အချိန်ထိမသိရသေးကြောင်းဗုဒ္ဓဘာသာတရိပ်ထုံးစားအရရက်လက်ဆွံ့ကြွေးမှုကိုမပြုလုပ်ရသေးကြောင်း PPNM ကပြောပါတယ်။ငလင်ကြောင့်ထိခိုက်ဒဏ်ရာရရှိသည့်နိုင်ငံရေးအကျဉ်းသားကျဉ်းသူ140ကျော်ထိရှိခဲ့ပြီးကိုလင်းအင်ကာဆုံးရှုံးသည့်နိုင်ငံရေးအကျဉ်းသားကျဉ်းသူအနည်းဆုံး၄ဦးရှိကြောင်းသိရပါတယ်။ထောင်ရင်ကျမ်းမာရေးဆောင်ရှောက်မှုတို့အချက်ကြောင့် တည်ဆုံးခဲ့ရသူအချို့သည်ငလင်တောက်မဟုတ်ဘဲထောင်အောင်နာပိုင်များ၏စီမံခွန်ခွဲမှုအားနည်းခြင်းအပါအဝင်ထောင်တွင်းဆေးဝါးပြက်လက်မှုကြောင့်တည်ဆုံးခဲ့ရခြင်းဖြစ်ကြောင်းသိရပါသည်